မင်္ဂလာပါ MM Property ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုပြပေးရမယ့်အခန်းလေးကတော့ရန်ကုန်မြို့ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ mini condo လေးအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်အရင်းနှီးမှာဆိုရင်ကျွန်တော် shopping center အနေနဲ့ junction city ရှိရတယ်အဲရှစ်ဘက်မှာဆိုရင်လည်းကျွန်တော်တို့ဗိုလ်ချုပ်ဈေးလည်းရှိပါသေးတယ်ကျွန်တော်ကျမ်းမာရေးအတွက်ဆိုရင်လည်းကျွန်တော်တို့ရန်ကုန်စေယုံနယ်လည်းအနည်းဆုံးနေရာမှာရှိပါတယ်ရလို့တင်ရအစားအသောက်ကိုကျန်းနေတတ်တယ်လို့ဆိုရင်အစားအသောက်တွေပေါ်တဲ့တရုတ်တန်းနယ်လည်းအနည်းဆုံးနေရာမှာရှိပါသေးတယ် ဒီခုကျွန်တော်အခန်းထဲကိုလိုက်မပြခဲ့ခုနပြုတ်တက်ပေးသွားတဲ့အချက်ချာကြတဲ့နေရာရင်းနဲ့တင်စိတ်ဝင်စားနေကြပြီမလားအခန်းလေးထားကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်လင်းအောင်တော်တော်လေးရတယ်ပေါ့နော်အဲပြီးတော့တအိမ်လုံးကိုလည်းအဖြူအောင်လေးတုတ်ထားတဲ့အတွက်ဝင်လိုက်တာနဲ့လုံးဝ fresh ဖြစ်စေတယ်ဗျာ အဲပြီးတော့အခန်းကလည်းကျွန်တော်ကြွေပြားဟောပေါ့နော်ဒီလုံးဝ fully ကြွေပြားခင်းတာပါပေါ့နော်အဲပြီးတော့အခန်းအကျယ်ဝန်းဆိုရင်လည်းကျွန်တော်15ပြီ48ပြီရှိပါတယ်ပြီးတော့ဒုတိယတက်မှာရှိပြီးတော့ဓာတ်လိကလည်းပါပါတယ်ဗျအဲပြီးတော့ဒီအိမ်လေးက26မီနီနဲ့ဆိုရင်လည်း24 hour charging ပြ service ပါပါသေးတယ်ကျွန်တော်ဒီဘက်လိုက်ကြည့်လိုက်အောင်ဒီဘက်မှာဆိုရင်လည်းကျွန်တော်ရေချိုးကန်းနေလာရှိမယ်ပေါ့နော်အပေါ်ဘက်မှာဆိုရင်ထပ်ခိုးလေးလည်းပါသေးတယ်ဗျ ဒီခန်းလေးရဲ့အထူးခြားချက်ကတော့ကျွန်တော်တို့ပုံမှန်ဆိုရင်ညီညီတက်မှာပဲအများသောအားဖြင့်ထက်ခိုးရပါတော့ဗောနော်ဒါပေမဲ့ဒီခန်းလေးကဒုတိယတက်မှာရှိရဆိုပေမဲ့ကျယ်ဝန်းတဲ့ထက်ခိုးလေးပါရှိပါသေးတယ်ဒီခန်းလေးကိုစတိုကန်လေးနဲ့ပဲသုံးမလားဒါမှမဟုတ်အခန်းလေးပဲဖွဲ့စည်းပြီးတော့သုံးမလားတော်တော်လေးဆင်ပြေပါတယ်ပြီးတော့နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ဒီထက်ခိုးမှာပဲရေချိုးခန်းအိမ်တာပါပါသေးတယ် ကျွန်တော်ခုပြပါပေးတဲ့မီနီကွန်ဒိုလေးဟာဘူဂျိုလက်မှတ်ပုံမှာတရှိပြီးတော့အမီနာမှာဆိုရင်လည်းဘူဂျိုဈေးဆာကူရာတာဝါနဲ့ဆောက်လက်စာကျွန်တော်တို့ international project လည်းရှိပါသေးတယ်။ဒီမီနီကွန်ဒိုလေးဟာအလွှာလေးနိုင်တယ်။ဓာတ်လေကားဆိုရင်လည်း24နာရီဝန်းဆောင်မှုရတယ်။ပြီးတော့နေရာနေထောက်ကိုကြည့်မှဆိုရင်လည်းလုံးဝအချက်ချကြရတယ်။ပြီးတော့နောက်ထပ်ရှာလို့မရတဲ့နေရာလေးဖြစ်တဲ့အတွက်ကျွန်တော်တို့ MM Property ကနေလုံးဝ recommend ပေးပါတယ်။ဒါလို့စိတ်ဝင်စားလို့စုံစမ်းခြင်းနဲ့ဆိုရင်တော့ဒီဖုန်းနံပါတ်လေးကိုဆက်သွယ်လို့ပါ။ဒါနောက်ထပ် video လေးမှာထပ်ပြီးတော့ဆက်တွေ့လိုက်ကြအောင်။